မင်္ဂလာပါအော်ဒီယိုပိုင်းစော်နိုင်မှာချိုးဆိုပါတယ်ပြောဝဲမျိုးဟာကမ္ဘောဇာဗန်ပြိုကျမှုအတွင်း73ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်တယ်လို့သိရပါတယ်အင်အားပြင်းငလျင်တန်ကြောင့်ပြောဝဲမျိုးဟာကမ္ဘောဇာဗန်ပြိုကျမှုအတွင်း73ဦးကိုဒီကနေ့အေဗီလ9ရက်နေ့မှာအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ပြောဝဲမျိုးနယ်မိသက်တဖွဲ့ကထုတ်ပြန်ထားပါတယ် ငလျင်ဖြစ်ပေါ်စဉ်ဗန်တွင်းရှိအတီးပြုစရင်အရ16ဦးကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တော်လဲ3ဦးမှာဇေယုံပို့ရလမ်း၌တေဆုံးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကမ္ဘောဇာဗန်တွင်းမှာဗန်ဝန်တန်း9ဦးကက်စတမာ4ဦးစုစုပေါင်း73ဦးအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးဗန်ဝန်နန်း10ဦးအာမခံဝန်နန်း2ဦးနဲ့ကက်စတမာ9ဦးစုစုပေါင်းလူရောက်20ကိုတေဆုံးလျက်ထုတ်ယူနိုင်ခဲ့ရလို့ ထောက်ပြန်ချက်အရသိရပါတယ်တည်ဆောင်းသူများရဲ့ကျောက်လောင်းများကိုတော့၎င်းတို့ရဲ့မိဘဆွေမျိုးများကိုမျက်မြင်ချင်းရှုစစ်စစ်အတည်ပြုစေပြီးလွှမ်းအပ်ပေးခဲ့တယ်လို့ဆိုပါတယ်ဆက်လက်ပြီးမန္တလေးမြို့ဂရေဝါဟိုတယ်ပြိုကျမှုအတွင်းမှာအလောင်း80တွဲရှိရတယ်ဆိုတဲ့သတင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်မန္တလေးမြို့ဂရေဝါဟိုတယ်ပြိုကျမှုအတွင်းအလောင်း80တွဲရှိရပါတယ်ဧပြီလ6ရက်တနင်္ဂနွေနေ့မွန်လယ်ပိုင်းကမန္တလေးမြို့ ဂရေယောဟော့တဲ့တွင်ပျို့ကျပျက်စီးခဲ့သောနိုင်ငံများနှင့်အပျက်စီးများပျို့ကျမှုကြောင့်သေဆုံးသူ80ဦးထက်မနည်းတွေ့ရှိခဲ့ပါသည်။မလ28ရက်ကငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အုံကိုရှေ့သို့တိမ်းဆောင်သွားစေခဲ့ပြီးအလားအလာရှိသောအသက်ရှင်ကျန်ရသူများကိုကယ်ဆယ်ရန်နှင့်ရုပ်လောင်းများကိုပြန်လည်ဆဲယူရန်ရက်အတန်ကြာကြိုးစားခဲ့ပြီးနောက်ရုရှား၊ဘီလာရုနှင့်တရုတ်နိုင်ငံတို့မှ ဖွဲ့များပါဝင် ိုင်ငံတကာကယ်ဆယ်ရေးဖွဲ့များနဲ့ပြည်တွင်းဖွဲ့များကနိုင်ငံများနဲ့အပြည့်စည်းများကိုတနင်္ဂနွေနေ့မွန်လွယ်ပိုင်းတွင် စတင်ဖယ်ရှားခဲ့ကြောင်းဒေသခံများပြောကြားခဲ့ပါတယ်။အဲဒါကြောင့်အစအောင်ပြောကြားမှု ဖြစ်ပွားခဲ့တော်လဲကယ်ဆယ်ရေးသမားများနဲ့စေနာဝန်ထမ်းတဦးမှထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။တေဆုံးသူအလောင်း80ထက်မနည်းကိုရှာဖွေတွေ့ရှိထားပြီးဆယ်ယူရရှိထားကြောင်းသိရပါတယ်။တနင်္ဂနွေနေ့မတိုင်မီရလဲ ကယ်ဆယ်ရေးဖွဲ့များသည်ဂရေဝါဟိုတယ်တွင်မှအသက်ရှင်ကျန်သူနှစ်ဦးကိုကယ်တင်နိုင်ခဲ့ပြီးရုပ်လောင်းနှလုံးကိုပြန်လည်ဆယ်ယူထားကြောင်းလည်းသိရှိရပါသည်